မင်္ဂလာပါရှင်။ရှင်နေရန်ကုန်မြို့တဘုံတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရှားဤသမရပူဇော်မူကြီးမင်းအောင်လိုင်းဦးဆောင်တဲ့မြန်မာအစ်မြင့်ကိုယ်စားလှယ်အဖွဲ့ရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိတဲ့တင်ဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံသမရမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရအလုသဘောကြီးစဉ်တွားရောက်နေသောပြည်တော်စုသမရမြန်မာနိုင်ငံတို့ရှားဤသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်အုပ်ချုပ်ပူဇော်မူကြီးမင်းအောင်လိုင်းဦးဆောင်တဲ့မြန်မာအစ်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ24ရက်ဒေတာဆန်တော်ချိန်ညနေပိုင်းကရုရှားနိုင်ငံမော်စကိုမြို့အမှတ်နှစ်ဘနုကာဘအပီပီဆန်အလေးစိတ်တို့ရောက်ရှိကြောင်းသိရပါတယ်။ဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစ်မြင့်ကိုယ်စားလှယ်အဖွဲ့ကရုရှားနိုင်ငံနိုင်ငံသားဝင်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများရုရှားနိုင်ငံဆိုင်ရာမြန်မာတမ်မကြီးဦးတည်လင်အောင်မြန်မာစစ်တမ်းကြီးရည်လေးပုံမှုချုပ်ကျော်စုဦးနဲ့တာဝန်ရှိသူများကလေးစိတ်တွင်ကြိုဆိုနှုတ်ဆက်ကြပါတယ်။ဗိုလ်ချုပ်ဝန်ကြီးအနေဖြင့် အခုခီစဉ်တွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင်ကျင်းပမယ့်ကမ္ဘာအနုမြူသတင်းပတ် Foreign War Autumn Week 2025တို့တက်ရောက်မယ့်အပြင်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်အပါအဝင်ရုရှားနိုင်ငံမှာတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခြင်းများကိုလည်းဆောင်ရွက်မှာဖြစ်ကြောင်းသိရပါပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့သတင်းချုပ် MSME ဈေးရောင်းပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပတဲ့သတင်းဖြစ်ပါတယ်။ တရင်ချုပ် MSME ဈေးအောင်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညီနိုင်အစည်းအဝေးကိုစက်တင်ဘာ24ရက်မော်လယ်ပိုင်းကရှောက်ကနိုင်းဒေသကြီးအစိုးရဖွဲ့အစည်းအဝေးခန်းမှ၃နှင့်ကျင်းပရာရှောက်ကနိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးအစင်ဌာနဆိုင်ရာအကြီးအကဲများဖိတ်ကြားထားတဲ့ဧည့်သည်တို့များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါရယ်ရှေးဦးစွာရခိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့မှစကားပြောကြရာ သတင်းချုပ် MSME ဇေယျပွဲတော်ကိုဂီတဖျော်ပြပွဲဖြင့်တွဲဖက်၍2025ခုနှစ်အောက်တိုဘာ4ရက်နေ့မှအောက်တိုဘာ9ရက်နေ့အထိရန်ကုန်မြို့တကုံမြို့နယ်ပြည်သူ့ရင်မြင့်တွင်၄ရက်တိုင်တိုင်ကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆောင်ရွက်မဲ့လုပ်ငန်းများညှိနှိုင်းတဲ့အစီအစဉ်ဖြစ်ပါကြောင်းသတင်းချုပ် MSME ဇေယျပွဲတော်ကိုမနစ်ကနေတူအစဉ်လာမပြတ်စီကားတိုက်မြင့်စွာကျင်းပနိုင်ရေးအတွက်တာဝန်ရှိသူများအနေဖြင့် ပြည်ရင်းထုတ်ကုန်များကိုအားပေးမြှင့်တင်ခြင်းနဲ့ဈေးကွက်များချိတ်ပေးခြင်းစတဲ့အချက်များကိုချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းအပြင် MSME ထုတ်ကုန်များဈေးကွက်ပုံမူရရှိရေးနဲ့ MSME လုပ်ငန်းများခေတ်နှင့်အညီဒီဂျစ်တယ်စနစ်တွင်လိုက်ပါဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားပါသည်ဆလဘီရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီအင်ဂျင်နီယာဌာနအစအုံခေတ္တဌာနမှဦးငွေစုတောင်းကလုပ်ငန်းဆောင်ရွက်မဲ့လုပ်ငန်းတစ်ခုကျင်းလိုက်လုပ်ငန်းခြေနေများကိုရှင်းလင်းတင်ပြပါရစေ အဲ့ဒီနောက်တယောက်လာကြသူများကလုပ်ငန်းခြေနေများကိုဆွေးနွေးခဲ့ကြပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကပေါင်းဆက်ညီနိုင်ပူးပေါင်းဆောင်ရွက်ပြီးကညီကုန်းချုပ်မှစကားပြောကြားကြောင်းသိရပါရရှင်ဒီသတင်းကိုရွှေထက်ကိုကပေးပို့လာတာပါ